match တိကျစွာကြည့်ရှုနေကြရတဲ့အားသာဝနာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါအဲကြောင့်ဒါကဘာပေါ်မှာပေါ့နော်ဒါရှိတဲ့နိုင်ငံအတီးတီးမှာတက်ဆိုင်ရပြိုင်ပွဲဘောင်းဆောင်ရှိပြီးတော့ဒါနိုင်ငံတိုင်းနှိပါမှာပေါ့နော်ဒါသူတို့ရဲ့တက်ဆိုင်ရဘောလုံးပြိုင်ပွဲ league တွေမျိုးစုံရှိပေမဲ့ကျွန်တော်ဒီ English Premier League ပေါ့နော်ဒါကဘာလုံးမှာလူအများကြီးစိတ်ဝင်စားခြင်းကိုခံရပြီးတော့ဘာကြောင့်အအောင်မြင်ဆုံးဘောလုံးပြိုင်ပွဲ league တစ်ခုဖြစ်နေလဲဆိုတာကိုကျွန်တော်ဒီအခု Mewood feature မှာကစားခဲ့တဲ့ ဖူဝန်အသင်းနဲ့မန်ချက်စတာစီးတီးအသင်းပွဲစဉ်ကဒါတတ်တီတာကအနေနဲ့နောက်တစ်ချိန်ဒါတတ်တီဆိုင်ထူနိုင်ခဲ့ပြီလည်းဖြစ်တယ်။အဲကြောင့်ဒီ Craven Cottage မှာကစားခဲ့တဲ့ဒီ Premier League ပွဲစဉ်73အနေနဲ့ဗောနော်ဒါဖူဝန်အသင်းနဲ့မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာဒါမန်ချက်စတာစီးတီးအသင်းကဒါပွဲချိန်မိနစ်80လောက်အထိဒါဖူဝန် Ancient ဖူဝန်အသင်းကို၅ဂိုးတကိုးဆိုတဲ့ရလက်နဲ့ဒါအသာစီးဥဆောင်ကစားနိုင်ခဲ့ပြီမယ်။ဒါအဲ့ဒီမိနစ်80နောက်ပိုင်းမှာလုံးဝ drama အခင်းကျင်းတွေမျိုးစုံဖြစ်သွားခဲ့ပြီးတော့ဒါပတ်ခွာ ာဒီယိုလာအနေနဲ့ဒီမာကိုဆေးဗားရဲ့ဖူဟန်အသင်းကိုမင်းပိတ်ဆို့ကစားခဲ့ရပြီးတော့ဒါပွဲပြီးဆုံးသွားတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဒါပတ်ကွာဒီယိုလာရဲ့မန်ချက်စတာစီးတီးအသင်းကခက်ခက်ခဲခဲနဲ့ဒါ၄ခု၅ခုဆိုရရလက်နဲ့ဒါ အနိုင်ရရှိပြီးတော့ဒါသုံးပတ်ရရှိသွားခဲ့ရတယ်ဗောနဒါဆိုတော့ဒီပက်ကွာဒီယိုလာအတွက်ဒီနိုင်ပွဲကဒါလွယ်လွယ်ကူကူမျိုးရခဲ့တဲ့နိုင်ပွဲမဟုတ်ဘူးကျွန်တော်ဒါပွဲကဒီမြန်မာစံတော်ချင်းဆိုလို့ရှိရင်ဒါညတကောင်နှစ်နာရီအချိန်မှာကစားတာဆိုတော့ဒါကျွန်တော်ပွဲကြီးရပြည်သက်တွေအနေနဲ့လည်းဒါအေးအေးလေးပြက်တယ်ဒါပေမဲ့အေးအေးပြက်တာနဲ့အတူပဲဗောနဒါကြည်ရတဲ့ဒါပွဲကတော့ drama အခင်းချင်းမျိုးစုံနဲ့တော့ကျွန်တော်တို့ဒါကိုရီးယားကကြည်ပြီးဟို roller coaster scene ကိုရီးယားကကြည်ရတယ်လို့မျိုးပဲတကယ်ကိုဒါ drama မျိုးစုံကိုကျွန်တော်တို့ဒါခံစားလိုက်ရတာလည်းဖြစ်တယ် ဆိုတော့ဒါပွဲအကြောင်းမပြောခင်မှာဗောနဒါနှစ်ဖက်အသင်းရဲ့ပွဲထွက်လာတဲ့ကစားသမားလူစင်းတွေကိုကြည့်ရမယ်ဆိုတော့ကျွန်တော်တို့ဒါအင်ရှင်အသင်းဖြစ်တဲ့ဒီမာကိုဆေးဗာရဲ့ဖူဟန်အသင်းကတော့ကျွန်တော်တို့ဒါ၄နှစ်၃တိတ်ဆိုတဲ့ကစားကွက်ပေါ်မှာအခြေခံပြီးတော့သူရဲ့အဓိကကစားသမားဖြစ်ကြတဲ့ကိုသမားလန်နိုပြည်ရှင်တာတိုက်စစ်ကစားသမားဒါ Terminus လို့ရှင်ဒါ Arsenal တင်းကနေပြီးတော့ပြောင်းသွားတဲ့ကစားသမားတွေဖြစ်ကြတဲ့ UOB, Smith Rowe, Wilson, Lukic, Ryan Sessegnon ပြောတာသူတို့ရဲ့ဒါအသင်းခေါင်းဆောင်ဖြစ်တဲ့ဒါ Jokin Anderson ဆိုင်ဒီကစားသမားအများစုကိုပဲဒါအခိုင်အမာစုဖွဲ့ပြီးတော့ဒါအဲ့ကန်ဒါ ancient အသင်း PP ပေါ့နော်ဒါပွဲထွက်လာခဲ့ပြီးတော့တစ်ဖက်ကပတ်ကွာဒီယူလိုက် Manchester City အသင်းနေနဲ့ဒါသူတို့ ဒါအခုဒီနောက်ပိုင်းပွဲတွေမှာကစားလေးရှိရသူတို့ဒါ main default line up ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒါ၄၃၃ကစားကွက်ပေါ်မှာအခြေခံပြီးတော့ဒီကိုသမဂျန်ရူတီဒူနာရူမာနောက်ခံကစားသမားတွေနေရာမှာလဲ Matthias Nunes, Ruben Dias, Gabadio, Nico Olari ပလီရှင်တကစားသမားကွင်းလေ၃ယောက်နေရာမှာဘာနန်ဒိုစလေးဗာနီကိုဂွန်ဇာလက်နဲ့ဒါရိုင်းဒန်စ်အဲပလီရှင်တတိုက်ဆက်မှု၃ယောက်နေရာမှာကျွန်တော်တို့ဒါခြေစွမ်းကောင်းတွေကိုပြန်လဲပြသနေတဲ့ဖီးလ်ဖိုဒန်အဲပလီရှင်တ ဖဲဘက်ချမ်းမာဂျာမနီဒိုကူနဲ့အထောင်တိုက်စုမှုနေရာမှာအဲလင်ဟာလန်ဆိုင်ဒီကစားသမားတွေအပြည့်စုံနဲ့ပဲဒါပတ်ကွာဒီယိုလာရီကလည်းဒီအဝေးကွန်းလိုက်စားခဲ့တယ်ဆိုတော့ဒါဒီပွဲစဉ်ရပါတော့ဒါပွဲအဆကနေတော်တော်လေးကိုဒါဆက်လို့ရှောင်မှုတွေပေးခဲ့ပြီးတော့ Manchester City အသင်းကပွဲအဆ9မိနစ်မှာနေမယ်ဥဆောင်ကိုရမလို့ဖြစ်သွားခဲ့ပြီးတော့အဲ့ဒါကြောင့်ဒါအဲ Matthias Nunes ကပေါ့နော်ကျွန်တော်ဒါအကွက်မြင်မြင်ပေးလိုက်တဲ့ဘောလုံးကိုဒါ Phil Foden ကဒါလက်ခံရရှိပြီးတော့10တခုပြုတ်လုပ်ခဲ့တယ်ပြုတ်လုပ်ပြီးတော့ချောက်ဆွဲပြေးသွားတယ်ဆွဲပြေးသွားရင်အသင်းပါလာတဲ့ဒါ ဒီ Ellen Haaland ကိုပေါ့နော်ကျွန်တော်ဒါအကွက်မြင်မြင်ဒါနောက်တန်း F1 အသင်းရဲ့နောက်ခံစားသမား3-4ယောက်ကြားထဲကနေပြီးအကွက်မြင်မြင်ချိုးပစ်လိုက်တာအဲ့ဒါကိုလေ Haaland first touch ကတကယ်ကောင်းတယ်ကောင်းပြီးတော့ဒါဂိုးသမားလန်လွန်နဲ့ဒါ 1v1 situation မှာပေါ့နော်ကျွန်တော်ဒါ Haaland ကသူကန်နေကြတိုင်းပဲဒါဘယ်ချင်းနဲ့ပိတ်သွင်းယူလိုက်တဲ့နေရာမှာဒါဂိုးတိုင်ထိသွားခဲ့ပြီးတော့အဲကျွန်တော်ဒါ Manchester City အသင်းကပွဲချိန်အစ9မိနစ်မှာတွင်ဥဆောင်ကိုရရှိမဲ့အနေထားနေပြီးတော့ဒါဆုံးရှုံးခဲ့တယ်အဲ့ဒါနေပြီးတော့ကျွန်တော်ဒါ Manchester City အသင်းကလည်းသူတို့ကစားနေကြဒါ personally တောက်ချောက် းားနေရင်းမဲ့ကျွန်တော်တို့ကဖူးအတင်းကိုဖူးမှုမှုစူးစမ်းနေရင်းကနေမှပေါ့နော်အဲကျွန်တော်ပွဲကစားချိန်16မိနစ်မှာပဲအဲကျွန်တော်မန်စီးတီးတဲ့သူတို့ကစားနေကြအတိုင်းပဲဒါပတ်စင်လေးတွေလုံရင်းနဲ့ပဲဒါဖူဝန်အသင်းရဲ့ဒါ attacking zone မှာနော်ဒါဖူဝန်အသင်းရဲ့ ဘယ်လိုပြောမလဲ attacking tag zone ဘယ်လိုပြောမလဲ white channel လောက်မှာဘောနော်ဒါ white channel မှာသူတို့ attacking ဟိုတိုင်း pass 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 လုံးနေရင်းနေ Jeremy Dogu ဘောလုံးရသွားတဲ့အချိန်မှာလက်ရုပ်တရက်လှန့်ကန်တင်ပေးတာဒါ Haaland ရှိနေအောင်လှန့်ကန်တင်ပေးတာအဲ့နေရာမှာကျွန်တော် Ryan ကလည်းဘောနော်ဒါအနောက်မှာသူ့အနောက်မှာ Haaland ရှိနေတာကိုကြိုသိထားတာဖြစ်တာကြောင့်မလို့ပေါင်ဟပေးလိုက်တာပေါင်ဟပေးလိုက်တာဟောဒါအတင်းပါလာတဲ့ Allen Haaland လည်းအမှားယွင်းမရှိပဲပေးသွင်းယူသွားခဲ့ပြီးတော့အမှား ကျော်တာအပွဲကစားချိန်ပထမပိုင်း16မိနစ်မှာနေမဲ့ဒါမန်ချက်စတာစီးတီးအသင်းကပထမဦးဆုံးသောဥဆောင်ကိုစတင်ရရှိခဲ့တယ်။အဲဒီကျွန်တော်အဲလင်ဟာလန်ရဲ့ twin goal ဟာဆိုတော့ဖြင့်ဒါအဲလင်ဟာလန်တို့အခုဒီ Premier League မှာဒါ goal တရာမြောက် twin goal ဖြစ်ပြီးတော့ဒါအဲလင်ဟာလန်နေနဲ့ဒီ twin goal တရာရရှိဖို့အတွက်သူကစားခဲ့ရတဲ့ပွဲပေါင်းက111ပွဲပဲကြာခဲ့တယ်။ เนาะဒါတွင်ကူးတရာရရှိဖို့အတွက်113ပွဲပဲကစားခဲ့ပြီးတော့အခုလိုတွင်ကူးတရာရရှိခဲ့တယ်အဲ့ဒီစံချိန်မှာတန်းဟာဆန်တော့ဖြင့်ကျောက်တာနောက်ဆုံးတင်ခဲ့တယ်ကျောက်တာအလန်ရှီယာရဲ့ပေါ့เนาะကျောက်တာတွင်ကူးတရာရဖို့ကစားခဲ့ရတယ်124ပွဲစံချိန်ချိုးပြတ်ပြီးတော့ဒါအမြန်ဆုံးရရှိခဲ့တဲ့စံချိန်တစ်ခုလည်းဖြစ်ခဲ့တယ်ကျောက်တာအဲလန်ဟာလန်နေနဲ့ဒါ113ပွဲနဲ့เนาะဒါတွင်ကူးတရာရရှိခဲ့ပြီးတော့ကျောက်တာအလန်ရှီယာထက်တောင်မှကျောက်တာ73ပွဲလောက်ပိုကစားပြီးတော့ဒါတွင်ကူးတရာကိုပြေးခဲ့တယ် လုံးဝအမြန်ဆုံးကစားသမားဖြစ်ခဲ့တယ်ပေါ့နော်ဒါမှစီတီအသင်းအတွက်လည်းဒါအဲလင်ဟာလန်နဲ့ဂူဒီကရခဲ့ပြီးတော့ဒီကျောင်းဒါဒီ century တစ်ခုလောက်တောင်ကြာသွားခဲ့ပြီပေါ့နော်ဒါအလန်ရှီးယားရဲ့ဒီ အမြန်ဆုံးဆန်ကျင်ဦးမှာထပ်ပြီးချိုးပြီးတကယ်ကို Allen Haaland နေနဲ့ဒါ record breaker လို့တော့ဆိုမှာဖြစ်တဲ့ဒါတင်ရှိပြီးသားဖြစ်တဲ့ဆန်ကျင်တစ်ခုပြီးတစ်ခုကိုဒါ Premier League ကိုလာပြီးချိုးနေခဲ့တာပေါ့နော်အခုဒီချိန်မှာလည်းဒါ Allen Shear ရဲ့ဒါအမြန်ဆုံးဖြစ်တဲ့ဒါ124ဘွဲ့နဲ့တွင်ကိုတရာရရှိခဲ့တဲ့ဆန်ကျင်ကို131ဘွဲ့နဲ့တွင်ကိုတရာရရှိခဲ့ပြီးဆန်ကျင်ချိုးနိုင်ခဲ့ပြီလည်းဖြစ်တယ် ကျွန်တော်တို့ဒါအဲ့ဒါပြီးတော့ဒါ Man City တင်းရကျွန်တော်တို့ဒါဥဆောင်ဦးစားရရှိခဲ့ပြီးတော့တောက်လျှောက်အဲ့လိုပဲကျွန်တော်တို့ဒါနောက်ထပ်သွင်းကိုရရှိဖို့တိုက်ဆက်စင်နေရင်းနဲ့ပဲဒါပထမပိုင်းပွဲကစားချိန်36မိနစ်ဝင်းကျင်ပါဘောနော်ကျွန်တော်တို့ဒါဒီ Ruben Diaz Ruben Diaz ကျွန်တော်တို့ line breaking pass ပေါ့နော်အဲ line breaking pass ကို Allen Haaland ကဒါဘောလုံး hold up play ကစားလိုက်တယ်ပြီးတော့ဒီ hold up play ကစားတဲ့အချိန်မှာကျွန်တော်တို့ full one အသိရင်ဒါနောက်ခံစားမှာ Allen Haaland စီကိုဘောလုံးလာလူဖို့ကြိုးစားရင်းနေပဲဒီ Haaland ကသူ့ရဲ့ physical ကိုအသုံးပြုပြီးတော့ဘောလုံး body ခုလိုက် body ခုပြီးတော့ဒါချက် U turn ပြန်လုတာပေါ့နော် U turn ပြန်လုရင်းနေပဲအဲ့ညမှာအသိထွက်ပြေးသွားတဲ့ကျွန်တော်တို့ Ryan Dance ကိုမျောဘောလီချပစ်လိုက်တာ မျောပလီ6ချပလေးတဲ့ဟာလေလုံးဝကွက်တီပဲဖြစ်သွားခဲ့ပြီး Ridance အနေနဲ့ကိုသမားလန်နိုနဲ့ဒါ 1v1 situation ထက်ကြုံခဲ့ရပြီးတော့ဒါဒီဒီကြိမ်မှာတော့ဒါ Ridance တောက်ကအမှားယုံမရှိပိတ်သွင်းယူသွားခဲ့ပြီးတော့ Edge Manchester City တဲ့နှစ်ခုကုမရှိဆိုတဲ့ရာလန်နဲ့ဒါပွဲကိုဒါအတားအယားပဲဥဆောင်နိုင်ခဲ့တယ် အဲကျွန်တော်တို့ဥဆောင်နေရင်းနဲ့ပသိမကြောက်ကြပါပထမပိုင်းပွဲပြီးကန်နီးပါတော့ဒါမိနစ်40ဝန်းကျင်လောက်မှကျွန်တော်တို့တောင်းကံပေါ်ရရှိရတယ်တောင်းကံပေါ်ရရှိရဘောလုံးကိုကျွန်တော်တို့ guidance ကဖြတ်တင်ပြီးနေပဲအဲ့ဒီဖြတ်တင်လာတဲ့ဘောလုံးဂူဒမတ်လန်ကလက်သီးနဲ့ထိုးထုတ်လိုက်တယ်ထိုးထုတ်ပြီးရှန်ထွက်လာတဲ့ဘောလုံးကိုဒါအသင့်ဒါ goal area ထိပ်မှာစောင့်နေတဲ့ field forward ကနေပြီးတော့ဘောလုံးတစ်ချက်ထိမ်းပြီးတော့သူ့ signature ပေါ့နော်ကျွန်တော်တို့ goal area ထိပ်ကနေပြီးတော့ field forward ကိုဘောလုံးကန်ကွင်းပေးပြီးအချိန်နဲ့နေရာ ထိုင်းနဲ့ space ကိုဒါအလုံးလောက်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ဒါတေချာပေါက်တကိုးလို့ဆိုရမှာဖြစ်တဲ့အတိုင်းပဲ face folder ကအဲ့ဒီဘောလုံးကိုအမှားရင်မရှိပိတ်သိမ်းယူသွားခဲ့ပြီးတော့ Manchester City အသင်းကို3ဂိုးဂိုးမရှိဆိုတဲ့ရလက်နဲ့ဥဆောင်နိုင်အောင်ဒါတတိယမြို့တတိယမြောက်ဒါဥဆောင်ကိုတွင်းယူပေးလိုက်တယ် ဒါကြောင့်တို့ဒါအဲ့ကနေပြီးတော့ဒါပထမပိုင်းတော့၃ခုမရှိသရေရလက်နေပဲဒါပွဲပြီးသွားမယ်လို့ထင်ခဲ့တာဒါဖူဝန်သိရတယ်သူရဲ့ဇွဲကိုမလျှော့ဘူးသူရဲ့ဒါအင်ရှင်အသိမ်းပြီးပြီးဒါကစားအောက်မလျှော့ခဲ့မနဲ့ဆက်ကစားရင်းနေပဲပထမပိုင်းဒါပြီးလို့နာကျင်အချိန်ပုံမိနစ်အပိုင်းချမှာပဲအဲကြောင့်ဒါဖြတ်တင်ပြီးလိုက်ဘောလုံးနော်အဲကြောင့်ဒါ ဒီ full hand တင်းရဲ့ဒါ right flag ကနေပြတ်တင်ပြလိုက်တဲ့ဘောလုံးကိုဒါ smith row ခေါင်းတိုက်ရင်းနဲ့ပဲဒါဒီတလုံးကိုတော့ကိုလမဂျန်ဒူနီအာဂျန်ဒူဂျီဒူနာရူမာလည်းဘာမှမတက်နိုင်ဘဲနဲ့အဲဒါကိုအဖြစ်ခွင့်ပြုပေးလိုက်ရပြီးတော့ပထမပြီးဆုံးသွားတဲ့အချိန်မှာတော့ဒါ ၃ဂိုးတကိုးဆိုရယ်ရလနဲ့ဒါမန်ချက်စတာစီးတီးနဲ့အုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်တယ်။အဲကြောင့်ဒါဒုတိယပိုင်းပြန်ဆောက်ရတဲ့အချိန်မှာမန်ချက်စတာစီးတီးအနေနဲ့သူတို့ကစားနေကြတိုင်းပဲပွဲကိုပို့ပြီးတော့ဆက်လက်ဆုံးမနိုင်အောင်ဆက်ကြိုးစားလာခဲ့ပြီးတော့အဲအဲ့တလုံးအားကြောင့်ဒါပထမပိုင်းစပြီး၂မိနစ်လောက်ပဲကြာမယ်။အဲကြောင့်ဒါဖူဝန်တင်းကဂိုးရဖို့အတွက်တိုက်စစ်ဆင်နေရင်းနဲ့မှာကောင်တာအတက်ဖြစ်သွားတာ။ကောင်တာအတက်ဖြစ်သွားတဲ့ဟာကကျွန်တော်ဒါမန်စီးတီးရဲ့ဘယ်တောင်မှတိုက်စစ်ကတော့မဂျိုရမီတိုကိုဆွဲပြေးသွားရင်းနဲ့ပဲကျွန်တော်ဒါအဲလင်ဟာလန်စီကိုပေါ့နော်ဒါမြန်မာထိုးပေးလိုက်တာမြန်မာထိုးပေးလိုက်တဲ့ဘောလုံးကကျွန်တော်ဘယ်လိုပြောမလဲ။ ဒီအဲအဲ့ဒီဘောလုံးမျောထိုးပြလိုက်တာကိုဟာလန်ကသူထိန်းတော့ထိန်းတာပဲပဲသူဟာလန်ရဲ့ first touch ကတိတ်မကောင်းမင်းနဲ့ဘောလုံးရှန်ထွက်သွားတာရှန်ထွက်သွားတဲ့ဘောလုံးကိုအသင့်ပါလာ free for down ဘောနော် free for down ဒါပိတ်သွင်းယူသွားခဲ့ပြီးတော့ဒါ Manchester City thing ကို၄ဂိုးတကူဆိုရဲရလနဲ့ဒါဥဆောင်နိုင်အောင်ဒါ free for down နေနဲ့ဒါသူ့ရဲ့ဒုတိယမြောက် twin goal ကိုဒါ twin ယူပြလိုက်တယ်ဆိုတော့ဒါ free for down နေနဲ့ပြီးခဲ့တဲ့ ဒါပွဲရောအခုပွဲရောပေါ့နော်ဒါအတွင်းကို2-6စီဒါရရှိအောင်ဒါမန်စီးတီးအသင်းအတွက်ဒါအတွင်းယူပေးလိုက်နိုင်တာလည်းဖြစ်တယ်ဆိုတော့ဒါမန်စီးတီးအသင်းနဲ့၄ဂိုး၃ဂိုးဆိုတဲ့ရလနဲ့ဥဆောင်လိုက်ပြီးဆိုတော့ဒါအခြေအနေတော်တော်ကောင်းသွားပြီဆိုတော့ဒါပွဲအဲ့လိုပဲဆက်ကစားနေရင်းနေမဲ့ကျွန်တော်ဒါ53မိနစ်ဝင်းကျင်မှာ53မိနစ်ဝင်းကျင်မှာကျွန်တော်ဒါဖူဝန်အသင်းကဒါဘေးရပလေးဆောက်ကိုစူးစမ်းနေရင်းနေပဲဒီဒိုကူဘက်ပေါ့နော်ဒါဒိုကူဂျေရမီဒိုကူဘက်အချက်မှာပဲဘေးရပလေးလို့ဖို့စူးစမ်းရင်းနေပဲဘေးရပလေးပြတ်သွားတယ်ဒါဂျေရမီဒိုကူကဘောလုံးဖြတ်တားနိုင်ခဲ့ပြီးတော့သူရတဲ့ဘောလုံးတန်းကန်လား ကိုရောတန်းကန်တဲ့နေရာကိုကျွန်တော်ဒီဖလက်ပြတ်သွားပြီးတော့ဗောနော်ဒါကိုရောတက်တဲ့ဝင်သွားကြည့်ပြီးတော့အဲ့ဒါတော့ဒါဂျော်မီတိုကူရဲ့ဂိုးဖြစ်တတ်မှတ်ခြင်းမပြုတ်ပဲနဲ့ဒါအုံကိုအနေနဲ့တတ်မှတ်ပြလိုက်တယ်။ဘာဖြစ်ဖြစ်ဒါအဲ့ဒီဂိုးရသွားရင်နောက်ပိုင်းမှာမန်ချက်စတာစီးတီးအသင်းအနေနဲ့၅ဂိုးတကူဆိုရရလန်နဲ့ဖူဟန်အသင်းကိုအပြက်အသက် ဥဆောင်နိုင်လိုက်ပြီအဲကျွန်တော်ဒါဘောလုံးတာမန်ဘောလုံးတပွဲပေါ့နော်ဒါဘလူးဘဲပြိုင်ပွဲမှာပဲဖြစ်ဖြစ်ဘလူးမျိုးဒါဘောလုံးပြိုင်ပွဲပဲဖြစ်စီကမူးပေါ့နော်ဒါငါးခုတခုဆိုရဲရလက်ကတော်တော်လေးကိုပြတ်သားသွားပြီပြောရင်ဒါအေရှန်အသင်းဖြစ်ဖြစ်အဝေးကွန်းလာကစားတဲ့အသင်းဖြစ်ဖြစ်ပေါ့နော်ဒါငါးခုတခုဆိုလို့ရှိရင်ဒါလုံးဝပွဲကပြီးသွားပြီလောနော့ကောက်ဖြစ်သွားပြီပေါ့နော်ဒါဘာမှဆက်ပြီးတော့မဖြစ်လာနိုင်တော့ဘူးဒါ ငါကိုရတဲ့အတင်းကပဲတေချာပေါ့နိုင်သွားမယ်လို့ဒါအားလုံးကတတ်မှတ်ကြမှာဒါပေမဲ့ဒီပွဲစမှာအဲ့လိုမဖြစ်ခဲ့ဘူးကျွန်တော်တို့ဒါအေရှန်အတင်းပြတဲ့ဖူဝန်အတင်းကလည်းသူငါကိုပေးလိုက်ရသည့်တိုင်အောင်ဆက်ပြီးတော့ကြိုးစားခဲ့တယ်အဲ့ဒီကြိုးစားခဲ့တဲ့ဟာလေတကယ်ကိုအရာထင်ခဲ့တယ်ပဲဆိုရမှာဖြစ်ပြီးတော့ဗောနော်ကျွန်တော်တို့ဒါ တို့အဲ့ဒီပြင်စမမြောက်ဂူငါးခုမြောက်ဂူပေးလိုက်ရပြီးတော့တိတ်မကြောက်တို့ဆက်ပြေးစူးစမ်းရင်းနေပဲကျွန်တော်အဓိက F1 အသင်းဘက်ကတို့အဓိကတိုက်ဆက်ဆင်နေနေရတာ Manchester City နဲ့ဆိုလို့ရှိရင်ဒါအာ Nico O'Reilly ရဲ့ဘက်ပေါ့နော်ဒါ F1 အသင်းဆိုရင်ဒါညာတောင်မှန်ဘက်အဲ့ဘက်ကတော်တော်လေးဒုက္ခပေးနိုင်ခဲ့ပြီးတော့ဒါဒီဒိုကူရဲ့အလုံးဝင်သွားပြီးတော့တိတ်မကြောက်တို့အဲ့ညာဘက်ချမ်းနေတိုက်ဆက်ဆင်ရင်းနေပဲပေါ့နော်ကျွန်တော်ဒါပြန်ရှန်ထွက်လာ second ball ဒါ UOB ကပေါ့နော်ကျွန်တော် LX UOB ကကျွန်တော်အပြင်းကန်ကျွန်တော် goal area ထိကနေပြီးအပြင်းကန်အတွင်းယူသွားပြီးတော့အဲ့လုံးကလှလှပပိုက် goal ကိုဝင်သွားတယ်ဗျာ goal မှာ generate do not room ကလည်းဘာဆိုဘာမှမတက်နိုင်ဘဲနဲ့အာဒုတိယမြောက် fluent အသင်းကိုတစ်ချေပါကိုခွင့်ပြုပေးလိုက်ရပြီးတော့ပွဲကဒါ၅ goal နှစ် goal ဆိုရရလက်နဲ့ဒါဘယ်လိုပြောမလဲဒီတိုင်းပဲပေါ့နော်တန်ဖိုးကမသိမသာလေးဖြည်းဖြည်းချင်းတက်လာဖြည်းဖြည်းချင်းတက်လာရင်းနဲ့ပဲကျွန်တော်ဒါပွဲကစားတင်မိနစ်80ဝန်းကျင်လောက်မှာထင်တယ် အဲ့လိုမျိုးပဲကျွန်တော်တို့ဒါဒီဖူမန်တဲ့ကကျွန်တော်ခဏပြောခဲ့လေသူတို့အားတာညာဘက်အချောင်းပဲဒီနီကိုအိုရိုင်လီရဲ့ဘက်ကိုပဲတောက်လျှောက်ဒရက်ဆာ PR ပိတိုက်စစ်စင်းနေရင်းနေပဲအဲ့လိုပဲနောက်တစ်ချိန်ပုံစံတူအဲပြန်ရှန်ထွက်လာတဲ့ဘောလုံးကိုပေါ့နော်ဒီနေရာမှာကျွန်တော်ဒုတိယပိုင်းမှာလူသားဝင်ကစားတဲ့ချီကွေးစီဒီ AC Milan တဲ့ပြောင်းလာတဲ့ကစားမှာချီကွေးစီကနေပြီးတော့ကျွန်တော် volley kick ကြီးနဲ့ထပ်ကန်လာရောဟုတ်ပြအရန်ကောင်းနေကိုလောမှာ kick ပြောက်ကြီးနဲ့ volley ကန်သွားပြီးတော့အဖူဝန်တဲ့နေတတိယမြောက်ခြေပါကိုထက်ရရှိပါတယ် ဟာတတိယပြောက်ခြေပေါက်ကူလေရပြီငါကူသုံးကူဆိုလည်းဖြစ်သွားတော့ပွဲတော်တော်လေးကိုမြိုင်ပြီးရောဖွန်သိမ်းရဟဲဟာငါတို့ကြိုးစားရင်ကြိုးစားလို့မျိုးဂိုးတွေရနိုင်ပါလားဆိုတော့အဲ့လိုအလင်းပွင့်သွားတာဗောနော်ဒါအလင်းအလင်းပွင့်သွားတဲ့ ဒါနဲ့တပြိုင်နက်တောက်လျှောက်ဖိအားပေးကိုစူးစမ်းရင်းနေပဲအဲကြောင့်ဒီနေရာမှာကျွန်တော်ပေါ်ကစားတဲ့88မိနစ်လောက်မှာထင်တယ်ဒါအလင်ဟာလည်းခေါင်းတိုက်တဲ့တလုံးရသေးတယ်ဒါဂျိုမီတိုကူပေးတဲ့ဘောလုံးကသူခေါင်းနဲ့တိုက်တာခေါင်းတိုက်တာဂိုးတိုင်ထိပြီးတော့မနော်ဒါသူတို့အနေနဲ့မန်စီးတီးအနေနဲ့ဒါ6-9မြောက်ဥဆောင်ဂိုးကိုရရရှိဖို့ဒါဆုံးရှုံးလိုက်ရတယ်မနော်အဲ့တခုရှိရဲအဲ့ရပြီးတော့နောက်ထပ်တစ်ချိန် အဲကြောင့်တဖူဟန်တဲ့တောင်းကံမောရတယ်တောင်းကံမောရပြီးတော့အမှတောင်းကံမောကနေပြန်ရှက်ထွက်လာတဲ့ဒါ second ball ကိုခုနပုံစံအတိုင်းပဲခြေကွေးစီရဒီခေါက်ဘဲချီသူ့ရဲ့ဒါပထမကောညာချီနဲ့ volley kick ကံဒီခေါက်ဘဲချီကြီးနဲ့လုံးဝ volley kick ထက်ကံတာဗျာထက်ကံထက်ကူးတယ်ဗျာအဲလုံးကလေကူးတော့လူကြီးကိုလှလှပပဒါခြေကွေးစီနေနဲ့ဒါလူစားဝင်ကစားမအနေနဲ့ကစားပြီးတော့ဒါဒီဖူဟန်အသင်းကိုသူ့ရဲ့ပထမအုပ်ဆုံးသောဂိုးဆိုတာလေသူ့ရဲ့ဒါဒီပရီးမီးယားလိမှာပထမဆုံးဒေဘယ်ဂိုးဒေဘယ်ဂိုးကနေပြီးတော့နောက်တစ်ခါဒါ second goal ထည့်ရပြီးတော့ကျွန်တော် ဖူဟန်တဲ့လေကူငါးကူဆိုရရလက်နေတာပွဲရတော်တော်လေးတန်ပိုးအလုံးအမြင့်ဆုံးအခြေအနေကိုရောက်သွားတယ်ဗျာအခြေအနေအမြင့်ဆုံးအခြေအနေကြောက်သွားပြီးပွဲတော်တော်လေးကိုကြည်ကောင်းပြီးတော့ဒါမန်စီးတီးကလည်းဟိုကျွန်တော်ဒါဘယ်လိုပြောမလဲကင်မရာအလုံးပတ်ကွာဒီယိုလာပဲဝိုင်းပြီးရိုက်ပြထားတာဟာသိရမလားပတ်ကွာဒီယိုလာလည်းခေါင်းနဲ့ချောက်နေပြီဘာလို့မှမသိတော့တဲ့ခေါင်းနဲ့ကုတ်ပြီးတော့တော့ပွဲကိုဘလူလောမှာမသိတော့အချိန်နေပြစ်နေပြီးတော့ဖူဟန်တစ်ဖက်ကအင်ရှင်အသိန်းပြစ်တဲ့ဖူဟန်ကလည်းဒါပရိသတ်တွေလုံးဝတောက်လျှောက်လုံးဝဟုတ် တော့ရှောက်သူညံပြီးတော့အားပေးပြီးတော့သူတို့အသင်းကလည်းဂိုးယူတော့ရှောက်ရတော့ပို့ပြီးတော့အဲ့လိုတန်ဖိုးအမြင့်ဆုံးမှရှိနေရဗျာအဲ့လိုမျိုးရှိအောင်ကစားရင်းနဲ့ပဲအချစ်ကွေးစီလိုရရဘောလုံးကြီးတော်တော်ကောင်းတယ်တော့ quality ဘောလုံးတွေပေါ့နော်ဒါ Man City တင်တယ်တော်တော်လေးကိုခဲရခက်စစ်ဟိုရှင်းထိုးရတာကြီးပါလို့ရတယ်အဲ့ကျတော့ Pep Guardiola နင်းနေကျွန်တော်ဒါ Aki တို့ဘာလို့လဲထည့်ပြီးတော့ဒါ defensive setup ကိုပုံရမြင့်ဖို့စူးစမ်းရတယ် အဲ့ကျွန်တော်ဒီနေရာမှာဘာလို့ဒါမိနစ်60ပြည့်ပြီးတော့နာကျင်အချင်းဘူးအပိုင်းချားမှာပဲကျွန်တော်ဒါမန်စီးတီးတဲ့ကောင်းတာအတက်ရသွားပြီးတော့အဲ့ဒီဘောလုံးကကျွန်တော်ဒါကဗာဒီကိုကိုယ်တမလန်နေတဲ့ 1v1 situation ပုံစံမျိုးဂျုံခဲ့ပေးမယ်လဲဘောနော်ဒါသူမတန်တဲ့ညာ6ကြီးနဲ့ကန်လိုက်ရတာမို့လို့ဒါခိုးရမယ်နောက်ထပ်ဒါပွဲကိုဖျက်လိုက်နိုင်မယ့် ဒါအခွင့်အရေးကနေပြီးတော့ဆုံးရှုံးခဲ့ရတယ်။အဲ့ဒီ full van တင်းရလဲကျွန်တော်တို့ကနောက်ဆုံးမိနစ်ထိထပ်ပြီးစူးစမ်းရင်းနဲ့နောက်ဆုံးမိနစ်မှာကျွန်တော်တို့က Joshua King เนาะဒါ Joshua King လည်းအဲ့လိုပဲဒါ Gavardio လိုမျိုးပဲဒါကိုသမားနဲ့ 1v1 situation ထက်ကြုံလာ။ဒါဟုတ်ဒါကျန်ကျန်ရူဂျီဒူနာရူမှာအကောင်ဆုံးကာကွယ်လိုက်နိုင်ခဲ့လို့ကျွန်တော်မိနစ်60ပြီးသွားတဲ့အချိန်မှာပေါ့နော်ကျွန်တော်မန်ချက်စတာစီးတီးအသင်းကဖူဝမ်အသင်းကိုခက်ခက်ခဲခဲနဲ့၄-၅ဂိုးဆိုရရတဲ့အနိုင်ရရှိပြီးတော့ပွဲပြီးဆုံးသွားခဲ့တယ် အကျွန်တော်ပတ်ကွာဒီယိုလိုက်မန်ချက်စတာစီးတီးအသင်းတွေဒီပွဲအနိုင်ရရှိရနိုင်ရရှိခဲ့တာကြောင့်မလို့အကျွန်တော်ဒုတိယနေရာမှာရှိနေတယ် ဒီ Chelsea အဲ့တော့အောက်ပေါ်နော်ဒါတတိယနေရာမှာရှိနေတဲ့ Chelsea အသင်းကိုဒါလေးမှတ်ဖြတ်ထားလိုက်နိုင်ပြီးတော့ဒါသူတို့အပေါ်အမှတ်ပေးစရာဥဆောင်တဲ့ Arsenal အသင်းနဲ့နှစ်မှတ်အကွာဒုတိယနေရာကိုဆက်လက်ပြီးတော့ဖိအားပေးလိုက်နိုင်ပြီးလည်းဖြစ်တယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေရဲ့အမြင်အောက်ဘယ်လိုရှိခဲ့ကြလဲဒါ Erling Haaland အနေနဲ့သူ့အတွက်ဒါ Premier League မှာအမြန်ဆုံးသင်ကူးတရာကိုဒါပွဲဒီပွဲ132ပွဲနဲ့အမြန်ဆုံးရရှိခဲ့တယ်ပြီးတော့ဒီပွဲကလည်း အရန်ကိုဒါရာသားမြောက်တယ်ကျွန်တော်က drama ရအပြည့်နဲ့ကြည့်ရှုရတဲ့ပွဲဖြစ်တယ်အဲ့ပွဲကိုမကြည့်ရပြစ်သက်တည်းအနေနဲ့နည်းလေးတော့သူဘလူးရောအာတိတ်တမမိုက်ဘူးပေါ့နော်ဒါ highlight တွေပြန်ကြည့်ရဆိုလို့ရှင်အသိပြောကြည့်လို့ကောင်းမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်အဲ့ပွဲကိုလုံးဝဟိုမိနစ်အစအဆုံးကြည့်လိုက်ရတဲ့လူတွေတော်တော်တကယ်ကိုရာသားမြောက်တဲ့ပွဲတစ်ပွဲကိုခံစားလိုက်ရမယ်လို့ကျွန်တော်အနေနဲ့ထင်မြင်သွက်ချင်တယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အမြင်လေးတွေကို like comment box ဆောင်ပြီးဆွေးနွေးပြတော်မြတ်တာရက်ခင်ရင်ပဲနောက်တဲ့ video မှာပြန်လည်ဆုံတွေ့ကြပါသူခင်ဗျာ